်လက်သနာတော့တက်ပြီးသူတို့ပြင်ချိုက်တယ်ဗျာဟုတ်ကဟုတ်ကစီရင်တွေလုံနေကြတယ်ပြီးတော့အညိုကြီးရဲ့ပြဲမနေကိုသူတို့ဖမ်းဖို့လုံနေကြတယ်အဲ့ကောင်ကြီးကွာလက်သနာကိုမိခွေထွားရှာတဲ့ကောင်တွေမိတဲ့နှောက်ထားတဲ့ပညာတွေလက်တွေတိုးချဖို့ခြေရောက်ပြီးမင်းပေါ်ထားတဲ့အဖေရဲ့ညွှန်လေးချက်တွေမမှားဘူးဆိုတာကိုမင်းသက်သေပြရတော့မယ် ဒီပိုင်းမှာတော့ဆရာငွှွှဲနဲ့မကောင်းတို့တင်ညာတေချတာကိုတွေ့ရတာဖြစ်ပါတယ်။ဇလလေးကိုစေဝင်စားရတော့လိုက်နဲ့ဆက်ဖက်လီလုပ်ပြကြဖို့လေတောက်ဆူလိုက်ပါတယ်။ဒိုသေးချင်းမှာတော့မျက်စိတွေလည်းကလေပြေးမှုတွေတွေအပြည့်တန်တိုက်ခတ်နေကြပါတယ်။အဲဒီမှာမကောင်းတဲ့ပစ္စည်းတွေရှိနေကဆရာငွှွှဲလို့ခေါ်တဲ့သူနဲ့သူတပည့်မဲလို့ဆိုသူတို့ရှိနေကြပါတယ်။ သူတို့ဆရာတပည့်ဟာတင်းချိုင်ကိုနိုင်တဲဖန်းနဲ့စီရင်တစ်ခုကိုလို့နေကြပြီးအစီဟာအောင်လဲအောင်မီလို့နေပါ ဖြစ်နေခဲ့ပါပြီအဲဒီအချိန်မှာမမကောင်းကလည်းရောက်လာခဲ့ပါတယ်ခင်ဗျားတို့ရက်လိုက်တော့အခုလို့လို့နေတာကိုကြုတ်ခွစ်ကျူးမှာမဟုတ်ဘူးမကောင်းရောက်လာခဲ့တဲ့အချိန်မှာတော့နောက်ကျသွားခဲ့ပြီဖြစ်ပါတယ် ဒါကြောင့်အောင်လန်းဆရာတပည့်တွေရဲ့စီရင်ဟာပြီးဆုံးသွားခဲ့ပြီးသူတို့လိုချင်တာကိုလည်းရသွားခဲ့တာပေါ့သူတို့ဟာတဲမနီနီကိုလိုချင်ခဲ့တာဖြစ်ပြီး အခုဆိုသူတို့ဘက်ကတော့တိတ်သွင်းထားနေခဲ့ပါပြီဟေးမင်းကဘာကြော်ရသားပဲမင်းငါတို့ကိုနှိပ်စာကြောက်ရှိဘူးနီနီသူ့ကိုဆုံးမလိုက်စမ်းတေမနီနီကိုသူတို့စွမ်းနဲ့ထိချုပ်ထားခဲ့တာကြောင့်အမိတ်ပိတ်လိုက်တာနဲ့ချက်ချင်းပဲ မောက်ကောက်ကိုရံပြူဖို့လိုနေခဲ့ပါတယ်။အဖြက်ဆွမ်းအကြီးတဲ့တေမဟာမောက်ကောက်စီကိုအချိန်နဲ့ပြေးဝေလာဖို့လိုပါတယ်။ဒီပူဇာဒိတ်ဆွေတော့ဘာပြည့်စုံမှုမှမရှိတဲ့မောက်ကောက်ကတေမကိုဘာမှလိုနိုင်မှာမဟုတ်ပါဘူး။တေမနေနေပြေးဝေလာနေခဲ့တဲ့ချိန်မှာသူနဲ့သူပါလာခဲ့တဲ့တေရတွေကလည်းမိစေဖြစ်တဲ့မောက်ကောက်ကိုကာဝယ်ပေးဖို့ကြိုးစားခဲ့ပါတယ်။အထူးသဖြင့်ဒီနေ့ကမကောက်ကိုနိုင်ချင်းနေကြတဲ့မဟာမဖြစ်တော့ဘူးဆိုတာသူတို့အားလုံးလေညီကိုတွေဖြစ်ပြောင်းလဲလိုက်ကြပါလေ အဲ့ဒီနောက်မကောက်စီချီကက်ရောက်လာနေတဲ့တရမကို ဟန်တာထိတ်ချုပ်ထားလိုက်တယ်ဗျာတကယ်တော့မကောက်ကိုတခုခုလှောက်ဆောက်စီဖို့အခြေဆွဲ ပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီချိန်မှာရွေးအိတ်ထဲမှာတခုခုကိုနှဲ့ယူလိုက်ပါတယ်လူကျူလိုက်တဲ့အရာကတော့ဆံမန်းဖြစ်ပြီးတော့မကောက်တဲ့တရပေ ဖြစ်တူအောင်ကြောက်ရတဲ့အရာလည်းဖြစ်ပါတယ်သူဟာအဲ့ဒီဆံမန်းကိုအစွမ်းထက်လာစေဖို့တွင်မိမက်တဲ့ဂါတာတွေကိုရော့ဆူလိုက်တယ်ဗျာ တဲတော့ကောက်တို့ဟာလေတဲမနီနီကိုမနိုင်ပဲအကုန်လုံးလွဲထွက်ကိုကြပါလေအစတန်းကြီးတဲ့တဲမကြီးဟာဒေါသတကြီးနဲ့မောက်ကောင်ဖဲကိုလှဲ့လာခဲ့ပါလေဒါပေမဲ့မောက်ကောင်ကတခွက်သာသွားခဲ့ပါပြီရဲထဲမှာဆံမန်းတွေစိတ်သိရှိနေခဲ့ပြီးတဲမနီနီကလည်းအဲ့ဒါကိုမြင်သွားခဲ့ပါလေသူမြင်တဲ့ချိန်မှာတော့ဘာမှမတင်နိုင်တော့ပါဘူးမကောင်းကလေသူ့ရဲ့ဆံမတွေနဲ့တီးထိုးလိုက်တာကြောင့်တဲမကြီးအုံကိုပါတော့တယ် သူရဲ့ခန္ဓာကိုယ်တစ်ခုလိုမိထလောက်တော့အသံဆိုးကြီးနဲ့စားတဲ့အော်ဟိတ်နေခဲ့ပါတယ်။မကောက်ကလည်းသိုးသွားတဲ့ဇေမာကိုဒီတိုင်းလွတ်ထားမှဖြစ်ဘူးဆိုတာရိပ်စာမိလိုက်ပါတယ်။ဒါကြောင့်ရှော်ဦးတလူကိုသူ့ရှိတ်ချလိုက်ပြီးကာတာတွေကို အမြန်ရော့ဆူလိုက်ပါတယ်။အဲ့ဒီအိုးဟာတရက်တစေတွေကိုဖမ်းချိုးနေတဲ့အစီရင်အိုးလေးဖြစ်ပါတယ်။အစီရင်အိုးရဲ့အဝါလေးမှာအလေးအော်လေးတွေထွက်လာနေတာကို တွေ့ခဲ့ရပါတယ်။ တို့ချိန်မှာကဲမဟာဇမ်မတ်ကပေးတဲ့မီးတောင်တွေနဲ့အလူလိတ်အော်ဟဲ့နေခဲ့တာပေါ့ဂါထာရဲ့အစွမ်းကြောင့်လေကဲမနေနေရဘာမှမလုပ်နိုင်တော့ပေတဖြည်းဖြည်းနဲ့အားနည်းလာခဲ့ပါတယ်အဲ့ဒီနောက်သူ့ရဲ့ခန္ဓာကိုယ်ဟာအကွဲလာပြီးတော့ဒဇစီဖြစ်သွားပါတော့တယ်အဲ့ဒါတွေဟာမိခိုးနဲ့အော်တွေဖြစ်ပြောင်းလဲသွားပြီးတော့မကောရဲ့ရှော့အိုလေးတဲ့ကိုရောက်လာခဲ့ပါတယ်ဒဲမအိုးထဲကိုရောက်တာနဲ့အိုးဟာကိုလျော်အင်းချက်ပြေပိတ်ကရင်းညှောက်ကျွေးပြေးချိန်ထားလိုက်ပါတယ် ဒါကြောင့်တင်းမနီနီရဲ့တည်နာကိုတော့ဖြည့်ရှင်းနေလိုက်တာကြောင့်မကောက်လေးတက်ပြေးချလိုက်မိပါတယ်။ဒါပေမဲ့နောက်ထပ်ပြဿနာတစ်ခုရှိတာကိုမေ့နေခဲ့တာပါ။အဲဒါကဟိုဆရာတပည့်တွေဖြစ်ပြီးတော့သူကိုရံဖြုတ်ဖို့လွတ်ပါတော့တယ်။မကောက်ရဲ့ဝိညာဉ်အိုးကိုစိတ်ကြည့်နေတော့မှပဲတနဲ့မောက်ဆန်ကိုကြားလိုက်ရပါတယ်။အစံကြားလို့ကြည့်လိုက်တော့ဆရာငချွတ်ရဲ့တပည့်မဲလို့ဆိုတဲ့သူကမကောက်ကိုတနဲ့ပြေးချီရွယ်ထားခဲ့ပါတယ်။ထဲကော မိကိုမေတော်လာပြီပေါ့ဟမ်ဟဲ့လားငွားရဲ့ချီစာကိုတော့မင်းရဲ့အီချက်တွေနဲ့ဖမ်းနေမှာမဟုတ်ဘူးနော်ဘိုးဘက်ကဆရာတပည့်တွေဟာဒုရုကိစ္စကိုဝင်နောက်ရှဲတဲ့တွေ့မကောက်ကိုဒေါသထွေးနေခဲ့ပါတယ်ပြီးတော့မကောက်ရဲ့အိုးကိုလည်းလိုချင်တဲ့တွေ့တခါတည်းရှေးပြစ်ဖို့လိုပါတယ်ဒါကြောင့်ပြီးရတဲ့ဘက်ကိုတနေ့နဲ့ပြတဲ့ဖို့အမေပေးလိုက်ပါတယ်ကဲဒီခါတည်းရှေးပြစ်လိုက်ကွာ ဆရာတို့ဆိုသူကပူတပဲကိုရှေးပြဖို့ပြောလိုက်တာကြောင့်ဆရာစကားမဖယ်ရှားတဲ့တပဲလို့သူမဲလို့ကလည်းတနေ့မောက်ကိုဆွဲလိုက်ပါတယ်။ဒါပေမဲ့တနေ့ဟာပြင်းမထွက်ပဲဂျမ်းခံနေခဲ့ပါတယ်။အဲ့ဒါနဲ့မဲလို့ကလည်းနောက်တဲ့တနေ့မောက်ကိုစူးစမ်းပြီးဆွဲကြည့်ပေမဲ့ခြေကထွက်မလာခဲ့ဘူးဗျာ။ဒါတည်းမကပဲသူ့ရဲ့လက်တွေကလည်းဖြိုးမရတော့ပဲချွေးစည်းတွေပြန်လာခဲ့ပါတယ်။သူ့ရဲ့လက်တွေဟာတစိုးတယောက်ကထဲချုပ်ခံရရတဲ့အတိုင်းပဲသူ့လိုလိုရွိလာခဲ့တယ်ဗျာ။ ရွေးတာကပြည်ထနာမဟုတ်ပေမဲ့တနေ့ပြောင်းရဲ့ဦးတီချဲဟာသူ့ဆရာရှိတဲ့ဖက်ကိုလှဲ့လာခဲ့တာပေါ့တကယ်တော့တရားတစ်ခေါက်ကမဲလုံးရဲ့လက်ကိုထိချုံထားခဲ့တာပါအစကတည်းကတနေ့ကိုပြေလို့မရအောင်လေသူပဲလှုပ်ထားခဲ့ပါတယ်အခုတော့ငေါကျဲဆိုဒီရဲ့မျက်နှာရှိကိုတနေ့ပြောင်းကရုပ်လာတော့သူလေမျိုးလုံးတွေပြူပြီးကြောက်လာခဲ့ပါတယ်ထိုတရားကလေမဲလုံးလက်ထက်ကတနေ့နဲ့သူ့ဆရာဖက်ကိုပြေးထဲလိုက်ပါတယ်ဒီဆန်ဟာ လူကတော့မထီသွားပြီမေတီတီလေးလော့သွားခဲ့ပါတယ်။ဒါကြောင့်ငကြွဲဆိုသူနဲ့မဲလို့ကတောက်ကျူးတွေတိုးပြီးတော့ဘာလို့ရမှန်းမသိဖြစ်နေချေရှာပါတယ်။အဲ့ဒီတည်းဟာသူတို့ကိုမဒီပေးပြောဆိုလိုက်ရဲ့ဗျ။မင်းတို့တေးချင်းလို့လား။ဒီလိုပြောလိုက်တာကြောင့်ဗလဲတကောက်တို့လည်းអော်ပြီးတော့တန်းပြေးပါတော့တယ်။ဒါကြောင့်မကောက်လေးတေးကြီးအကျိုးစုကြောင့်တက်တာရရသွားခဲ့ပါတယ်။ထို့နောက်မကောက်ကကျေးဇူးတင်တဲ့ကြောင့်အတိမဲ့ပြုတ်လိုက်ပါတယ်။အဘော့ မင်းတို့တာကောင်းတယ်။ငါတို့နောက်မှပြန်ဆိုကြမယ်။မကောင်းကလေသူ့ကိုဂူညီခဲ့တဲ့တည်းကိုနှုတ်ဆက်တဲ့အနေနဲ့လှမ်းပြီးတော့ပြိုးပြလိုက်တယ်ဗျ။ဒါကြောင့်ဆဲကျော်သက်ကောက်လေးမကောင်းကဆရာဘကျော်ရဲ့တားကြောက်နေနဲ့ပြဿနာတစ်ခုကိုကောင်းကောင်းဖြေရှင်းနိုင်ခဲ့ပါလေ။အဲ့ဒီနောက်တော့အဖြစ်ဖြစ်တဲ့ဆရာပါကျော်ကနေသူ့ရဲ့ပညာတွေကိုဆက်လက်တင်ကြားပေးခဲ့ပါတယ်။အဲ့ဒီတည်းမှာဆက်တွေ့ ပေါ်ပညာတွေနဲ့အထက်လိုက်ပညာတွေကိုလက်တွေတိုးချလေ့ကျင့်စီခဲ့ပါတယ်။ဘောက်ကလည်းပါလီမန်ထုတ်ပါတဲ့သူဆိုတော့တပီးသမျှကိုခဏလေးနဲ့တဲ့မြောက်သွားလေးရှိပါတယ်။သူဖေးအမြဲမှလေးရှိတာကတော့လူတွေကိုကဲတင်ဖို့နဲ့လူသားတွေကိုချိုးချိုးနေဖို့ကိုပဲဦးစားပေးမှကြားလေးရှိပါတယ်။သူရဲ့အားလဲချက်ကိုရောက်ရင်တော့လည်းငါသူ့မိထားခဲ့တဲ့နေရာလေးစီရောက်လာတတ်ပါတယ်။အဲ့ဒီနေရာမှာတော့တရေသူကအမြဲရှိနေတတ်ပါတယ်။ ထိုတရားတွေနဲ့စကားတွေ့လိုက်ရီမောလိုက်နဲ့မကောက်ကြောက်ပြရတယ်မရှိပါဘူးအခုလေထိုတရားတွေစီလိုက်လာခဲ့ပြီးပြီးခဲ့တဲ့တစ်ခါကသူ့ကိုကဲပြီးခဲ့တဲ့အတွက်ဂျေဇူးတင်တောက်ဆိုခဲ့ပါလေကျွန်တော်အခက်တွေ့နေတဲ့အချိန်မှာကူညီပေးခဲ့လို့အားလုံးကိုဂျေဇူးတင်ပါတယ်နော်အဲ့ဒီမှာတရားတစ်ခါကအခုလိုပြောပါလေမအားလို့ကိုဂျေဇူးတင်ကြမလို့ပါဘူးမင်းဂျေဇူးတင်ကြည်မင်းရဲ့အမေကိုပဲတင်ရမှာဒီနေရာမှာမင်းကိုလာထားခဲ့လို့ မင်းနဲ့ငါတို့ဆိုတာတီကျွမ်းခွင့်ရခဲ့တာခမ ्या ကကျွန်တော်မေကိုတီးတယ်အဲ့ဒီတော့မှမကောင်းတရားကိုသူကဆရာကျော်ရဲ့အသားရေးမဟုတ်ဘူးဆိုတာကိုတီးလိုက်ရပါတယ်ဒါပေမဲ့တပည့်ကဥပါကျော်ဆိုတာကလေတကယ်အမိလို့ဖားလို့မေတ္တာပဲလိုလီသိမ်းမရှိပေးရတာကြောင့်စိတ်မကောင်းဖြစ်သွားခဲ့တာပေါ့ဒါရင်မဟုတ်ပေမဲ့လေနေစဉ်ကလေးကနေခုကြည့်ဒီဂရုစိတ်ပေးခဲ့တာတွေဟာစိတ်မှန်တဲ့ချစ်ချင်းမေတ္တာတွေဖြစ်တာပေါ့ ဒါပေမဲ့လေမွေးခဲ့တဲ့အမေဖြစ်သူရဲ့အကြောက်ကိုသိချင်နေတာကြောင့်ဥပချိုရဲ့အပေါ်မှာဝေတရားလိဟင်းတလို့ခန်းစားနေခဲ့ရပါတယ်။အဲဒီမှာတေးမကနေပြီးတော့အဲ့ညမှာမိမိမိကိုဖွေပြီးဒီမှာထားခဲ့တာလေ။ဒါဆိုသူတို့မိကဘလို့ပုံစံရှိတယ်ဆိုတာကိုသိမှာပေါ့။အမေနဲ့ပတ်သက်ပြီးသိတာရှိရင်ကျွန်တော်ကိုပြောပြပါ။မိရဲ့မိကဘလို့ပုံစံလဲဆိုတော့တေးမဟာ တခုခုပြောဖို့လို့နေတော့မှာသူတို့ထဲကတယောက်ကမပြောဖို့အချက်ပြလိုက်ပါလေ။ကောင်းလေးမိမိကဘလို့နေတယ်ဆိုတာကအရင်ကြည့်ပါဘူး။အဲ့ဒါကိုမင်းသိရရင်တောင်မှဘာမှမလို့နေဘူးလေ။အခုမိမလူလိမ့်သေးမရှိရွေးစိတ်ပေးတဲ့အဖေရဲ့ငါတို့တို့ရောက်ရင်ရှိလာပဲ။မင်းဘာလို့သေးလို့လဲကွာ။အဲ့ဒီတည်းဟာထို့သူပြောလိုက်ပြီးတော့မကောက်ကိုနှင်းသိပေးခဲ့ပါလေ။ မကောက်ကလည်းသူ့မိကြကိုတပတ်တစအကြားလိုက်ရတော့မြေကြီးတွေဝိုင်းသွားခဲ့တယ်ဗျာအဲ့ဒီနောက်နေဝီတရောခြေလေးကိုယောက်လာခဲ့တာပေါ့အေကိုယောက်တော့လည်းမကောက်ဟာဘာမှလူချင်းကိုက်ချင်းစင်ရှိပဲဖြစ်နေခဲ့ပါတယ်ဒါကြောင့်အေရှိကခိုးလေးမှထည့်ပြီးတော့အတွေ့ပေါင်းများစွာနဲ့ငေးမိုင်နေခဲ့တယ်ဗျာအဲ့ဒီလိုနဲ့ငေးမိုင်နေလိုက်တာ အပြေပြည့်တဲ့ဆရာကျော်တောင်အေပြန်ယောက်လာခဲ့တာပေါ့ အီတန်ရောက်တော့ရှေးဦးစွာနဲ့သူ့ရဲ့ချစ်တိုးလေးကို တွေ့လိုက်ရပါတယ်။ဒါပေမဲ့ချစ်တိုးလေးကရွှေမလန်းဖြစ်နေတော့ဆရာကျော်ခင်ဗျာစိတ်ပူသွားခဲ့ပါတယ်။ဒါကြောင့်သူသားစီကိုဝင်ပြီးတော့အကျိုးကြောင်းမေးခဲ့တာပေါ့။ဘာဖြစ်လို့လဲအဖေသားရဲ့မျက်နှာကမှိတ်တိုင်နေအဖေကိုပြောပါဦး။အဖေအမေကကျတော့ကိုဘာလို့ထားခဲ့တာလဲ။ဘာလို့စွပစ်ခဲ့တာလဲ။ဟမ် ငါသာဘလို့လို့ဒီเจ้าကိုတီးတာလဲတီးရတာတော့ကိုကောင်ကြီးပြောလိုက်ပြန်ပြီထင်တယ်ဒါပေမဲ့အဲ့ဒီเจ้าတွေတွေးမနေပါနဲ့တော့တားရေမင်းကအခုဖိစားဖြစ်နေပြီပဲလေမဟုတ်ဘူးလားအဲ့ဒီလိုပြောပြီးတော့သူ့သားရဲ့ပခိုးလေးကိုပို့ကာအားပေးစကားဆိုခဲ့တာပေါ့ထို့နောက်သူလည်းအေဘော်ကိုတက်သွားခဲ့ပါလေခဏကြာတော့ဓမေစားလို့ရပြီဆိုပြီးမော်ကောက်ကိုခေါ်လိုက်ပါလေအဲ့ဒီညမှာတော့မော်ကောက်ကအေးပြော်နေလို့မှာ ထူးဆန်းတဲ့အိမ်မက်တစ်ခုမဲခဲ့ပါတယ်။သူ့ရဲ့အိမ်မက်ထဲမှာတော့သူ့ကိုထားခဲ့တဲ့တေးချိန်ကိုစီရောက်နေခဲ့ပြီးတယောက်တည်းလမ်းပြောက်နေခဲ့ပါတယ်။သူလည်းသွားရမယ့်လမ်းကိုလက်ရှာနေခဲ့ရင်ကြောပေးထားတဲ့မျိုးသမီးတယောက်ကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီမျိုးသမီးကတော့မကောက်ရဲ့အမေဖြစ်နေခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ဒီနေ့မှတော့ဒီနေရာမှာခဏလောက်ရပ်နားလိုက်ပါတယ်ဗျ။ဒီနေ့မှပဲဇလတ်လေးရဲ့အပိုက်ဆက်လေးနဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ်။အားလုံးကို Jesuit im Wahrlich.